ကတော့အာနှခုဆိုတနေ့ကိုတပုတ်လောက်ပဲတင်မယ်လို့အာစဉ်းစားထားတောင်းမဲ့အဲနည်းနည်းလေးစိတ်ပူနေတဲ့လူတွေလည်းအဲသိအောင်ပေါ့အာကျွန်တော်ဒါလေးတင်ပေးတာအာကျွန်တော်အဆက်သက်တစ်ခုရရပါတယ်အဲပါလဲဆိုရင်ကိုစိုးဖုန်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုစိုးဖုန်းကိုဟိုဘက်အာရက်ကောကနေပိတ်အုပ်စုကိုရက်ကောကတင်ထားတာရှိတယ်ကိုစိုးဖုန်းကိုစကြိုးရောက်နေတဲ့ထူးနဲ့အာရိုက်နှက်တာသွားကျွတ်တာတို့ဟို အများခေါကွဲတာတို့ထမင်းမစားနိုင်တာတို့ဒါမျိုးတွေတပ်ပုံတွေဆိုတော့အဲသူတို့ပိုလိုရှော့ယူတော့ပေါက်လိုပွဲစားကြီးလုပ်နေတာရအဲ့ဒါအမှန်တရားတွေမဟုတ်ပါဘူးနော်တော့ခစ်တဲ့ဆိုတော့အမ်မီဒီယာလည်းတင်အန်တီတဲ့အတိုင်းပဲအုံနောက်ရှိတဲ့လူတွေဆိုရင်တော့ဝေဖန်သုံးသပ်လို့ရတာပေါ့တော့ဘာလဲဆိုရင်ကိုယ်စုံဝင်ရကောင်းမွန်မွန်ရှိနေပါတယ်အဲထုနေချင်းရိုက်နေချင်းလည်းခံထားရတာမရှိပါဘူးနော်အဲ့ဒါလေးကိုအာတည်အောင်လို့ ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ကိုယ်စဘုံမှာအပြစ်မရှိတော့လွတ်မှာပါလွတ်မဲ့လို့လေအဲယုံကြည်တယ်အများဆုံးပြန်လို့လာမယ်လို့လေအာမျှော်လင့်ထားတယ်ပေါ့အဲ့မှာတခုကဒါအာဘာထောက်ပြခြင်းလဲဆိုရင်အကိုအများအော်တိအောင်မကျွန်တော်ကျွန်တော်တိတယ်တော်လေးရှင်းလုပ်ပေးတာအာပြည်သူအချင်းချင်းအရသာအချင်းချင်းတော့တယောက်နဲ့တယောက်ဆေးရီးတိုင်းထွားရင်မကျင်နိုင်ရင်တတ်ဆိုင်ရာနိစ္စရဲ့ရက်စကောင်တော့တိုင်ရင်တော့အမှုပြုခံရခံခံရတယ်ပေါ့ဒါ အခုကနိုင်ငံတော်ဝန်ထမ်းဆောင်နေတဲ့အပြည်ထဲရှိတဲ့ကာကွယ်ရှိတဲ့နိုင်ငံဝန်ထမ်းတွေကိုစေဟိုတိုင်းထောက်တာတွေဒါကမလုပ်စေခြင်းဘူးဆင်ခြင်စေခြင်းတယ်ကိုအကူတယောက်ကိုညီတယောက်နေနဲ့အတိရလေးရှင်းလုပ်ပေးရပါတော့ဟုတ်တော့ဆိုတော့နိုင်ငံတော်ဝန်ထမ်းဆောင်တဲ့လူတွေဝတ်ထားတဲ့ uniform တွေကအစဲစုခံမှုမှမဟုတ်တာသူတို့ဝတ်ထားတဲ့သူတို့ယူထားတဲ့အဲတော်ဝင်ကနိုင်ငံရဲ့တော်ဝင်ကြီးလေးတဲ့တော်ဝင်ထမ်းဆောင်နေရတာ စိတ်ခံစားချက်တွေဦးစားပေးလို့လည်းမရဘူးနော်စိတ်ရှိတိုင်းလုပ်လို့မရဘူးစိတ်ရှိရင်လုပ်လို့အာလုပ်လို့ရတယ်အဖွဲ့အစည်းတွေရှိတယ်ဘာလဲတရားမဝင်လက်နက်ကန်အဖွဲ့အစည်း PDS ပြီးပြတ်တပတ်ဖို့လို့ခေါ်တဲ့ပေါ့လို့ပွဲစားကောင်တွေစုဖို့စုဝဲထားတာရုပ်ကြည့်လိုက်ရင်မျက်နှာမပြရဘူးကြိုက်တာတော့အတကုံတွေ့ရကြိုက်တယ်ဆိုတော့ပေါ့လို့ပွဲစားလုပ်တယ်ဖြက်စီးတယ်အပြစ်မဲ့တဲ့ပြည်သူတွေကိုတတ်ဖြတ်တယ်နော်အเจ้าဆရာဆရာမတွေအာရဟတန်ငါတွေတရားတွေမျိုးချိုးတယ် အဲ့လိုလှုပ်ချင်တိုင်းအဲလှုပ်လို့ရတဲ့အဖွဲ့အစည်းတော့ရှိတယ်။အဲအဲ့အဲ့အက်ကောင်နေပြီအဲ့ဒါနော်နောက်တစ်ခုကဘာလဲဆိုရင်အဲတတင်းတွေကတချို့အရာတွေကြတော့ပြောချင်လမ်းပြောလို့မရဘူး။အာဘယ်လိုကောင်လဲဆောင်းထင်းရဲ့ကျင့်ဝတ်တွေလည်းရှိတယ်။အာဟိုဘယ်လိုကောင်လဲကန့်သက်ချက်တွေလည်းအများကြီးရှိတယ်ပေါ့။အဲ့ဒါတွေကြောင့်ကိုစိုးဝင်းဗမာလဲဆိုတာလည်းသိရပါတယ်နော်။အဲ့လိုစိတ်မပူဘူးအာလာတက်ပြောချင်းဖြစ်ပါတယ်။ကျေးဇူးပါ။ အားလုံးမမင်္ဂလာပါနော်အဲကျွန်တော်ဒီဦးလေးရဲ့ကွန်မန်လေးကိုရပိုင်းလေးပြန်ချင်းပြန်ချင်းလို့ပါအဲတခြားမဟုတ်ဒီဦးလေးရဲ့ကလူတယောက်အကောင်းမြင်စိတ်နဲ့အဲနဲ့နဲ့အဲမန်နဲ့တွေ့ရတယ်ပေါ့ဘာပြောလူတယောက်ကိုအကောင်းမြင်စိတ်ထားပေးတာခြေသူတင်နေအဲ့မှာပြန်သုံးတက်မှာဗာလဲဆိုရင်အဲ့ပေါ့အခုခစ်တက်တို့ဘာလို့ကတင်ထားလိုက်ရှိတယ်ကိုစောဖုံးဟင်းကိုအာပလဲမျိုးကြီးအဓိကစခန်းဖြစ်တော့ ကန်တောင်စခန်းသိမ်းတိုက်ပွဲ9ရက်ဆက်ပြင်းထန်နေစစ်တပ်ကလေကြောင်းမှအပြင်းအထန်ခုခံနေပြီးလက်နက်ခဲယမ်းများနဲ့တုံ့ပန်းအချို့တော်လန်ရေးတပ်များရရှိထားစကိုင်းတိုင်းပလဲမြို့နယ်တွင်စစ်ကောင်စီ၏အရေးပါတော့စခန်းတစ်ခုဖြစ်သည့်ကန်တောင်စခန်းသိမ်းတိုက်ပွဲ9ရက်ဆက်ပြင်းထန်နေပြီးတော်လန်ရေးတပ်များကစစ်တပ်ထံမှလက်နက်ခဲယမ်းများနဲ့တုံ့ပန်းအချို့ဖမ်းမိထားကစစ်ကောင်စီကလေကြောင်းမှအပြင်းအထန်ခုခံတိုက်ခိုက်နေသည့် ကန်ကောပလေလမ်းပိုင်းရှိကန်တောင်စခန်းကိုဇွန်လ၂ရက်တွင်စတင်တိုက်ခိုက်ခြင်းဖြစ်ပြီးပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဥဆောင်တိုက်ခိုက်နေခြင်းဖြစ်ပြီးကြံတပ်ဖွဲ့များကစစ်ကောင်စီစစ်ကြောင်းများကိုဖျက်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်စစ်စင်ရေးပြူဟာအတိန်အဆောင်ဖြစ်မှာဆိုလို့ PLA ကရှေ့တန်းကနေတိုက်နေတာပါရက်လက်ကောင်းပါတယ် PLA ကထုတ်ပြန်ပါလိမ့်မယ်ဟူပူပေါင်းစစ်စင်ရေးတွင်ပါဝင်နေသည့်တော်လန်ရေးရဲဘော်တအူးကပြောသည်တိုက်ပွဲစတင်သည့်နေ့ကလေးကစစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ပြီးဇွန်လ6ရက်တွင်လည်းနနက်တနာရီမထိုးခင်မှစ၍ချက်ဖိုက်တာဖြင့်ရောဒီ7နှစ်4ရုပ်ဖြင့်ပပုံးကျဲ၍စခန်းမကြအောင်ခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိသည်ထို့ပြင်ကန်းတောင်စခန်းကိုစစ်ကူရန်လာသည့်အင်မတီရွာမှအင်အားတရခန့်ပါစစ်ကောင်စီစစ်ကြောင်းမှလည်းတော်လန်ရေးတပ်ဖွဲ့များ၏ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးပြန်လည်ဆုတ်ခွာသွားခဲ့သည့်အဆိုပါစစ်ကြောင်းမှစစ်ကောင်စီနှင့်ပြူစောတိတပ်ဖွဲ့ဝင်ချို့တေဆုံးခဲ့ပြီး၅ဦးကိုအရှင်ဖမ်းမိထားကြောင်းသတင်းရရှိသည် ပလဲမြို့နယ်တွင်ကန်းတောင်စခန်းအင်မတီရွာစီးဖြူကုန်းရွာရဲစခန်းနှင့်ထွေအုပ်ရုံးတို့တွင်စစ်ကောင်စီကတပ်ဆွဲထားပြီးကန်းတောင်စခန်းသည်စစ်ကောင်စီနှင့်ပြူစောတိအင်အားအများဆုံးရှိသောစခန်းဖြစ်သည်။ရှစ်မိုင်ခန့်ဝေးသောအင်မတီရွာမှစစ်ကူလာရန်ကြိုးပမ်းခဲ့တော်လဲပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။ ကန်တောင်စခန်းသိမ်းတိုက်ပွဲသည်ဇွန်6ရက်နေ့နေထီပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှဆက်လက်ပုံကျဲခုခံနေကြောင်းစခန်းကိုစီးနှင်းတိုက်ခိုက်နေစေဖြစ်ပြီးလက်နက်ခဲယံအများပြားသိမ်းဆည်းရရှိကြောင်းသတင်းရရှိပြီးတိုးတော်တော်လန်ရေးပူပေါင်းတပ်များကသတင်းမထုတ်ပြန်ပေ။လက်နက်အလက်နက်ကင်ဆောင်မှုတစ်မောင်းခိုးမှုအာတရားမဝင်လက်နက်ကင်ဖွဲ့စည်းနေတဲ့အဆက်အသွယ်ရှိမှုတွေနဲ့အဲ ဆွဲဆိုထားသူခေတ်သစ်ကတင်ထားတယ်ပေါ့လို့ပဲသာတည်နေပေါ့အဲအဲ့ဒါကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီစက်အဲဥရိအရာအပြည်ရေးကော်ဝေးနေရရှိတယ်ဘယ်ဌာနကအပြည်ရေးရောထုတ်ပြန်လိုက်ပြီလားဥမာကိုစောဘောရိုးအဥရိပုံမှန်ဘလောက်ဘလောက်နဲ့ဥရိပြမှုအကျွတ်လွတ်နေတဲ့အတွက်ကိုဘယ်မျိုးနဲ့တရားဘယ်မျိုးနဲ့ရဲစခန်းမှာခြုံနှောင် ပြီးတော့မှတရားစွဲဆိုထားပါလေဆိုတော့ထုတ်ပြန်ထားပြီလား ကာကွယ်ပြည်တဲ့ရအောင်ကျွန်တော်အဲ့ဒါကြီးကကျွန်တော်လည်းလိုက်ပြီးတော့သတင်းစုံစမ်းနေတယ်အဲ့ဒါမျိုးတွေကလည်းမရှိသေးဘူးထုတ်ပြန်ထားခြင်းလည်းမရှိသေးဘူးပေါ့နောက်ခုကိုစိုးပွင့်ပြန်လွတ်လာပြီလားဆိုတော့အဲလိုင်းပေါ်မှာတွေ့ကြပါတယ်လိုင်းပေါ်မှာတွေ့တယ်ပြန်လွတ်လာပြီပေါ့စာတွေနဲ့လည်းကွန်မန့်ရပ်ပိုင်းတွေပြန်လာရတွေ့တယ်အဲ့ဒါဆိုရင်ကျွန်တော်တခုတော့ပြန်သုံးတတ်ခြင်းအဲကြည့်ခြင်းတယ်ပေါ့ဆိုတော့ကိုစိုးပွင့်ပြန်လွတ်လာပြီဆိုရှယ်မီဒီယာအပိတ်ခံလာရလို့အဲလိုင်းသုံးလို့မရဘူးပေါ့ application တော်တော်များ ုံးမရဘူးဆိုရင်ဖုန်းနံပါတ်ရှိတယ်ဖုန်းနှလုံးစင်ကလေးပဲရှိတယ်သူနဲ့အရင်ရင်းနှီးတဲ့အာဘလကွန်ပရိုက်ဂျာတွေအဲတော်တော်များများထဲထဲဝင်ဝင်လုပ်နေတဲ့မြေကုန်းမောင်မားတွေရှိပဲရှိတယ်ဆိုဥမာပေါက်ကိုတော်တို့တခြားသောမျိုးချစ်လေးရှိတယ်ပေါ့ဒါမျိုးတွေကသူကစိတ်မပူဘူးအတော့ကိုအာသူကနေပြီးဖုံးဆက်ပြီးတော့ အကြောင်းကြားမှာပဲလေဟိုကလည်းဒီသူ့ချစ်ခင်တဲ့လူကြီးလည်းဆက်သွင်းနေကြတယ်ဘယ်လိုမှဆက်သွင်းလို့မရဘူးဖုန်းနံပါတ်လေးပိတ်ထားတယ်ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဒီနေ့ခေါ်ပါတယ်ညလည်းကျွန်တော်ခေါ်တယ်အဆက်သွင်းပိတ်ထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုစားရောက်လာတဲ့အဲစပြီးချစ်ကြတဲ့ကကောင်းကျိုးမပေးတဲ့လူတယောက်ရှိတယ်ဗျသူ့တော်မှာနေအခြေချုပ်ဆိုတဲ့ပုံစံမျိုးနဲ့ထားတယ်အဲ့ဒါတော့မှပဲအဲမယားမကအာတိုင်းတစ်ပါးကလူတယောက်နဲ့အဆက်အသွယ်လုပ်ပြီးတော့မှအိမ်ထဲထိပ်ဝင်ပြီးတော့ ဆက်သွယ်လုပ်နေတယ်ဆိုတော့အရာစကားတွေတော့ကျွန်တော်ကြားသိရတာပဲကိုစိုးဘုံရအလုံးမပြတ်မှုမကြီးတာကိုပြမှုအလုံးလည်းမကြီးဘူးတော့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်သုံးသပ်တယ်ပေါ့အဲ့လိုမျိုးအနေထားအထိတော့မဟုတ်တော့ဘူးဗျဆိုတော့ကျေးဇူးတက်တင်ပါတယ်ကိုစိုးဘုံကိုဝန်းရံအားပေးအားပေးပြီးတော့မှပြန်လွတ်လာပြီးအဲဆိုပြီးတော့အပြောဆုံးနေရတဲ့အမှန်တကယ်ဖြစ်စဉ်ကိုတော့အသေးစားကကနနာတီးဖို့လိုတယ်ကိုစို နှုတ်ဆိုရင်ကိုယ့်ရက်ကိုဖွဲတယ်လို့ဖြစ်နေလိမ့်မယ်ဗျအဲ့ဒါလေးကိုကျွန်တော်တတိပေးတာပါနော်